တို့ချစ်နေတာတွေ့လို့ရှင်ကိုကကြည်နူးတာလို့ပြောလေတွဲလားမတွဲလားမသိခင်ကလေးอ่ะပေါ့เนาะလိုက်တယ်ဆိုပြီးတော့ကိုယ်ရိစိတ်ထဲမှာပေါ့เนาะလိုက်တယ်เนาะတို့နှစ်ယောက်ကချချောလေးတွေဆိုပြီးတော့လိုမျိုးပေါ့အဲ့လိုတွေးတွေးခဲ့မိတည်းရဲ့အဲတို့ဒီလိုမျိုးတရားဝင်မကြညာခင်ကလေးကတော့ဘိုးတို့ကိုအဲ့လိုပေါ့တို့သမီးရန်ပြင်ဖို့ပါဝင်ဖို့ပြောထားတယ် ဒီနှစ်ထဲမှာလဲဘိုးတို့မျိုးတို့သမီးရန်တွေရောပန်ကျဲတွေရောလုတ်ပေးရမယ်ပွဲတွေအများကြီးရှိသေးတယ်။လာအောင်ပါလာအောင်ပါ။အားခါကြလေဖောက်ပြတဲ့သတင်းတွေတွေ့လာလို့ရှင်ဟဲ့ယောက်ချမယူရဲတော့အဲဖြစ်သွားတယ်။သူများအရင်ကချင်တာဟဲ့လူချင်းအန်ချလိုက်တာရဲ့လို့ပြောနော်။မြို့ဖြစ်နေပြီစိတ်ကအဲ့တော့မဖောက်ပြန်ကြပါနဲ့။ကျမတို့ ောက်ပါလေသူတို့သူတို့တွေအဲ့လိုလေးတယောက်တယောက်လေးနန်းရင်ချင်းလေအဲဟိုးတယ်လေဘေးနားနေသလားအတန်နေထွက်ပြီးတော့နော်သူလည်းပါတယ်နော်ပါတယ်နော်အော်ကြားလေစပိုးတွေအပြည့်ပဲအဲ့လိုအတန်ကြီးအကျယ်အဲ့လိုရမ်းရမ်းသဘောကျတယ်သိမလားအဲ့လိုကိုယ်သဘောကျတဲ့အတွဲလေးတွေကိုနဲ့ဒီခင်းတဲ့မိတ်ဆွေအတွဲလေးတွေဆိုလို့ရှိရင်လို့ပဲကိုကလေလို့သူတို့သမီးအရန်လဲလှုပ်ပေးခြင်းနဲ့လို့မျိုးပန်းချင်းဆိုလဲရရတဲ့တစ်ချိန်လုံးကုညီမဲ့တဲ့မှာကိုပါတယ် အဲ့လိုမျိုးသူတို့ပွဲလေးတွေမှာသူတို့ချစ်နေတာတွေ့လို့ရှင်ကိုကကြည်နူးတာလို့ပြောလေအဲ့လိုအတွဲတွေတယောက်နဲ့တယောက်ချစ်ကြတယ်အဲ့လိုမျိုးမေတ္တာစစ်မှန်နေဆိုရင်ကိုကလို့ကြည်နူးတာလို့ဖောက်ပြန်တာတွေလို့ဟိုနောက်မှရှုပ်တာတွေဆိုလို့ရှင်တော့လုံးဝလက်မခံရတာတွေဆိုလို့ရှင်လက်အရန်စိတ်ဆိုးတယ်သိရလားကိုကလို့အဲ့အထက်သူတို့သမီးနဲ့တတ်တူကိုကလို့မျိုးလုံးဝ ပြောင်းပြောင်းလေးနဲ့နေခဲ့ရတဲ့နေ့တွေပဲပေါ့အဲ့နေ့တော့ပါဘူးရှင်เนาะလဲတော့ကကိုနေပေးခဲ့ရလေတော်တော်ကြီးခဲ့ရအဲရန်သဘောကြပါတယ်အဲကိုဟင်းဝင်းရန်ရောအဲဆုပြောတာတော်တော်တယောက်ကိုအရန်ချစ်တယ်ဆိုတာလေးမြင်နေရရပေါ့နော်အဲ့လိုမျိုးပေါ့ဟိုတကယ်လည်းလိုက်ဖတ်တယ်အဲနှစ်ယောက်လုံးကလေတော်တော်လေးကိုလိုက်ဖတ်တယ်ဟိုးရင်ကလေးကဒီလိုသူတို့မတွဲခင်တွဲလားမတွဲလားမသိခင်ကလေးကပေါ့နော်လိုက်တယ်ဆိုပြီးတော့ကိုရီစိတ်ထဲမှာပေါ့နော်လိုက်တယ်နော်သူတို့နှစ်ယောက်ကချောချောလေးတွေဆိုပြီးတော့လိုမျိုးပေါ့ လို့တွေးတွေးခဲ့မိသေးတယ်တကယ်ကိုအခုတော့ဟိုဒါကဟိုပြိတ္တတွေဟိုဖြစ်စေခြင်းတဲ့အတိုင်းသူတို့လည်းဒါအဲ့လိုလက်တွဲသွားပြီဆိုတော့ပို့ပြီးတော့ပျော်ရတာပေါ့နော်ဒီနှစ်ထဲမှာလည်းဘိုးလိုမျိုးသူတို့သမီးရန်တွေရောပန်ကျဲတွေရောလှုပ်ပေးရမယ့်ပွဲတွေအများကြီးရှိသေးတယ်လာအောင်ပါလာအောင်ပါဘယ်နဲ့ပွဲလဲမပြောပြဘူး အဲသူတို့ဒီလိုမျိုးတရားဝင်မကြင်ညာခင်ကြရတော့ပို့တို့အဲ့လိုပေါ့သူတို့သမီးရန်ပြင်ဖို့ပါဝင်ဖို့ပြောထားတယ်။ဒါပေမဲ့ကိုကလည်းသူတို့မကြင်ညာသေးတော့ဘာမှမပြောဘူးငြိမ်နေရပါတော့။အဲသူတို့ခုလိုကြင်ညာလိုက်တော့မှကိုဒါပြောပြရပါ။ဟုတ်။ကျင်းနူးစရာလေး။ကျင်းနူးစရာလေးနော်။သူရန်အားကြနေရလေ။ဟုတ်တယ်။အဲ့လိုပေါ့ဟုတ်။အဲအခုဒီဘက်ကာလာမှာဖောက်ပြန်လာတယ်ရန်များလာတယ်ပေါ့နော်။သတင်းတွေမှာပြော။ ါမှလေဟိုဒါလည်းတယောက်နဲ့တယောက်ကတော့ဗီဇတွေစိတ်သက်ပိုင်းဆိုင်ရာမတူကြောက်ပေါ့နော်ဒါမှလေတယောက်နဲ့တယောက်လေဟိုတကယ်ချစ်ပြီးမှပဲလက်တွဲစီစဉ်နေအဲ့လိုချစ်ပြီးမှရလာတဲ့ချစ်ချင်းတရားတွေမေတ္တာတွေတန်ရောစီနေရမှာအာဟိုဘယ်လိုပြောမလဲတခြားအရာမပြည့်စုံနေအောင်နေပါပေါ့နော်ဒါယောက်ျားတယောက်ကမိမတယောက်ကိုတကယ်ချစ်ချင်းမေတ္တာတွေနှွေးထွေးမှုတွေနားလည်မှုတွေပေးမယ်ဆိုရင်ဒီမိမတယောက်က ဒီယောက်ျားအတွက်ဘဝတစ်ခုလုံးပုံအပ်ကြတာမိမတွေသဘောတဘာဝပဲလေအိုက်တော်လေးလိုဒီလိုဖောက်ပြန်တဲ့ခစ်ကြီးမာလေးလိုမျိုးပေါ့ဟိုဟိုဘယ်လိုပြောမလဲအဲအချစ်စစ်ကိုပဲတွေ့စေခြင်းနေပေါ့နော်အားတစ်ခါကျတော့ဖောက်ပြန်တဲ့သတင်းတွေတွေ့လာလို့ရှင်ဟဲ့ယောက်ျားမယူရဲတော့အဲဖြစ်သွားတယ်သူများအရင်ချင်တာဟဲ့လူချင်းလို့အားချလိုက်တာရဲ့လို့ပြောနော်မျိုးဖြစ်နေပြီစိတ်ကအဲ့တော့မဖောက်ပြန်ကြပါနဲ့ကျမတို့အိုး အဲနေပါအောင်အဲဝေးလို့ပါသေးရကိုကအခုမှအလုပ်စူးစားတဲ့အရွယ်ကိုရောက်နေတာပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့အငယ်ချင်းမိတ်ဆွေတွေရဲ့ပွဲလေးပါမယ်စပိုးနဲ့နေနေရမှာပေါ့ကောင်မမြင်ရမှာမြင်ရမှာပွဲတိုင်းပါမှာနော်အရန်လေးရောပန်းချဲလေးရောစုံမဲ့